မန်ယူသင်းကိုဂိုးသွင်းကဂုံဆောင်ခဲ့ပေမယ့်ပရိသတ်တွေကိုရိုင်းဆိုင်စွာပြုမှုခဲ့တဲ့တိတ်ကိုပြန်ဖော်ထုတ်ခံနေရတဲ့မောင်မောင်လင်းမောင်မောင်လင်းကတော့ပြီးခဲ့တဲ့မလ28ရက်နေ့မှာမြမဂုံဆောင်နိုင်တဲ့အစားသမားတယောက်ဖြစ်ဆန်းဆောင်နိုင်တာကြောင့်ချီးကျူးခံနေရတာပါမလ28ရက်နေ့ညမှာမောင်မောင်လင်းဟာ အာဆီယံအောစတာအသင်းဝင်အနေနဲ့မန်ယူအသင်းနဲ့ရှင်ပြိုင်ကစားခဲ့ရပါတယ်။အာဆီယံအောစတာအသင်းမှာမြန်မာနိုင်ငံကိုစားပြုကစားသမားတယောက်အနေနဲ့ပါဝင်ကစားနေတာပါ။မန်ယူအသင်းလိုကမ္ဘာဖလားဆူရအသင်းနဲ့ရှင်ပြိုင်ရမယ်ဆိုတာကြောင့်သူတို့အနေနဲ့လည်းတကယ့်ကိုစိတ်လှုပ်ရှားနေကြတာပါ။မမလွင်ကကစားတဲ့နေရာမှာပါနေတယ်လို့အခွင့်အရေးကိုတုံးချကမန်ယူအသင်းကိုဂိုးသွင်းနိုင်လိုက်ပါတယ်။နောက်ဆုံးချိန်ထိမန်ယူဘက်ကညံကိုမသွင်းနိုင်မို့မမလွင်သွင်းတဲ့ကိုနဲ့မန်ယူအသင်းကိုတကိုးတဲ့အပြတ်နိုင်ရလိုက်တာပါ။ဒါကြောင့်မလို့မမလွင်ဟာမြန်မာနိုင်ငံက ရိသတ်တွေကြားမှာတော့မြမကိုဆောင်အာသာသမားတရားဖြစ်နေချင်းညာချင်းပြောင်းလဲသွားရပါတယ်။အင်္ဂလန်ခြေစိုက်မန်ယူသင်းကိုပထမဆုံးဂိုးသွင်းမှုတွေမြမကစားသမားဖြစ်ဂုံပြုတ်ချင်းမြင့်ခံနေရတာပါ။ဆိုရှယ်မီဒီယာမှာဆိုရင်မမလွင်ဟာတမိုင်းတွင်အောင်မှတ်ချောက်တင်နိုင်တဲ့အစားသမားရေလို့ဂုံဖော်ခဲ့နေတာဖြစ်ပါတယ်။အမြင့်ကိုရောင်းနေချိန်မှာအတိတ်ကိုပြန်ဖော်ကတိတ်ခါချကြကြတဲ့လူတစုဆိုတာကလည်းတသက်ကုန်မှရှိပါတယ်။လူတယောက်အမြင်မှုရရှိပြီးဆိုရင်လောက်ခဲ့မှုတွေအမှားတွေကိုပြန်ဖော်ကအဆင်မရှိတဲ့လောက်ရက်ကိုလှုပ်လာကြတာပါ။ မောင်လင်းတယောက်ကုန်းဆောင်နေတဲ့ခိုက်တက်မှာလေတစ်ချိန်လုံးကလောက်ခဲ့မှုတွေအတိတ်ကဖြစ်ရတခုကိုပြန်ဖို့ခံနေရတာပါအဲ့ဒါကတော့2024နှစ်ကုန်ပိုင်းတုန်းကကံကြရတဲ့ပွဲစဉ်တစ်ခုနဲ့ပတ်သက်ပြီးဖြစ်ပါရည်မောင်မောင်လင်းကဆိုပါပွဲစဉ်မှာအင်ဒိုနီးရှားအသင်းကလူငယ်စားသမားပွဲနဲ့ရှင်ပြိုင်ကစားခဲ့တာပါပွဲမစခင်တရက်ကလေးကအင်ဒိုနီးရှားကလေးတွေကိုမရရအောင်နိုင်ယူမယ်လို့ကြေဝါခဲ့ပါရည်ဒါပေမဲ့လက်တွေ့ရှင်ပြိုင်ရချိန်မှာမောင်မောင်လင်းတို့အသင်းကအရှုံးကြီးရှုံးသွားပါရည်အဆိုပါပွဲမှာမောင်မောင်လင်းကအသင်းကောင်းဆောင်ဖြစ်တာမို့အခုလိုရှုံးတဲ့ချိန် မှာဒေါသကိုမထိနိုင်ခဲ့ပါဘူး။လာကြည့်တဲ့ပရိသတ်တွေကလည်းသူ့ရဲ့စိတ်ကိုစွတာကြောင့်မောင်မောင်လင်းကလက်ကလေးထောင်ပြလိုက်ပါရီ။ဒီဖြစ်ပျက်ကိုဘီယိုနေတဲ့ကွာရိုက်ယူထားတာကြောင့်ပရိသတ်တွေကိုမလီမဆာဆက်ဆံသူဖြစ်အပြင်းထန်ဝေဖန်ခဲ့ရတာပါ။ဒါအပြင်အပြင်အကြားတွေသတင်းတွေရအဝလင်းကဲမှာပရိသတ်တွေနဲ့တွေ့တဲ့ချိန်ဗာမီချွတ်ပြပြီးဒေါသထွက်ပြခဲ့တဲ့ရဲ့လို့လည်းသိရပါရီ။ဒီဝေဖန်မှုတွေကအချင်းတစ်ခုကြာသွားခဲ့ပါပြီ။ဒါပေမဲ့ပြီးခဲ့တဲ့ရက်မှာမယူသိန်းကိုကိုးသွင်းနိုင်လိုက်တာဂုံဆောင်နေတဲ့ချိန်မှာမှဒီဖြစ်ပျက်ကိုနောက်တ တစ်ကြိမ်ပြန်ဖော်ထုတ်လာခဲ့တာပါ။အောင်မြင်တဲ့ချိန်မှာမှမနာလိုသူတွေကတမင်ဘီယိုကိုပြန်လည်ရှင်းနေကြတာဖြစ်ပါရည်။မမလွေနေနဲ့လည်းဒီဖြစ်ဖြစ်ကြောင်းချိန်တစ်ခုတည်းဝေဖန်ခံရပြီဖြစ်တယ်လို့သူဘက်ကနေမြန်မာပြည်သူတွေကိုယူရအောင်အကောင်းဆုံးပြန်စူးစမ်းပြခဲ့တာပါ။မယူသိန်းကိုကိုသိန်းကဂုံဆောင်နိုင်ခဲ့ပေမယ့်ပြည်သူတွေကိုရိုင်းရိုင်းဆိုင်ဆိုင်ပြုခဲ့တဲ့အတိတ်ကိုပြန်ဖော်ခံနေရတဲ့မမောင်လင်ပေါ်ပြည်သူတို့ရဲ့အမြင်လေးကိုလည်းပြောခဲ့ပေးပါအောင်ရှင်။ အဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်ရှင်။နောက်နေ့ဒီမှာလည်းစိတ်ဝင်စားစရာအကောင်းတဲ့ဆယ်လီတဲ့နုပညာရှင်တွေရဲ့သတင်းတူပြန်လာခဲ့ပါဦးမယ်ရှင်။ဒီဒီအောင်လည်းပဲနှုတ်ဆက်ခဲ့ကြပါရစေ။အားပြီးနောက်ဆင်ခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းလည်းကိုယ်စိတ်နှလုံးရှင်လန်းချမ်းမြေပါစေကြောင်းကျမတို့ရဲ့ပေးလေးကနေပြီးတော့ဆုတောင်းမေတ္တာစကားလေးလက်ဆောင်ပိုင်းနဲ့ပဲဒီနေ့ရဲ့စီစဉ်လေးကနေပြီးတော့နှုတ်ဆက်လိုက်ပါရစေ။